မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အလို့သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတအုပ်ဖြစ်တဲ့သွေးစည်းညီညွတ်တော်တမကများအဖွဲ့ချုပ် မြန်မာစတမ်အဖွဲ့ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါဝင်ဘလုတ်သမားအရေးလှှရှားသူများဖြစ်တဲ့ကိုတက်နှင်းအောင်နဲ့မတ်သက်ထားဆွေတို့ဖမ်းဆီးခံထားရမှုကနေပြီးတော့ပြည်လဲလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့ညနေ4နာရီခွဲအချိန်မှာအင်းစိန်ထောင်ကနေပြည်လဲလွတ်မြောက်လာခြင်းဖြစ်ပြီးတော့လက်ရှိဆွဲဆိုထားတဲ့အမှုများအလုံးရုတ်သိမ်းခံရပြီးပြည်လဲလွတ်မြောက်တယ်လို့ကြေညာခံရကနေအိမ်ကိုပြည်လဲရောက်ရှိနေပြီဖြစ်တယ်လို့သိရပါရယ်။ စတမ်အဖွဲ့ဟာဆက်လက်ပြီးတော့ဖန်ဆီးခံထားရတာကတော့ဆီယာမဒေါ်မျိုးမျိုးအေးကလွဲရင်ကျန်တဲ့သူတွေပါလို့စတမ်ကတောင်းရှိသူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်ကအခုနှစ်ဇူလိုင်လ25 28 28ရက်နေ့များမှာစတမ်အိုးဆောင်သူဒေါ်မျိုးမျိုးအေးနဲ့စတမ်အဖွဲ့ဝင်တွေဖြစ်တဲ့တင်းထက်ဆန်စုမြန့်နွယ်မြင်းမြင့်ခိုင်တီဟဇော်ထိုင်ဇော်ဆန်းနိုင်ဟေမန်ဦးကျော်တက်နိုင်တဲ့ဂျွန်တူးမောင်တို့ကိုဖမ်းဆီးပြီးတော့ တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာစတမ်ကိုဥဆောင်သူဒေါ်မျိုးမျိုးအေးပြန်လည်လွတ်မြောက်လာတော့လဲအခြားသောအဖွဲ့ဝင်များကိုတော့ဆက်လက်ပြီးတော့မတရားဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါဗျ။စတမ်အဖွဲ့ကိုဥဆောင်သူဒေါ်မျိုးမျိုးအေးဟာစစ်အာဏာရှင်စန့်ကျင်ရေးတပိတ်များမှာပါဝင်ခဲ့တဲ့အတွာ2021ခုနှစ်အေပိလ15ရက်နေ့ကစစ်တပ်ကဖမ်းဆီးခဲ့ပြီးတော့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ပုံမှန်905ကာကြီးနဲ့ထောင်ချခဲ့တာ 2022ခုနှစ်အော်တိုဘာလမှာလွန်ငင်းခွင့်နဲ့ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇူလိုင်လမှာပြန်လည်ဖမ်းဆီးပြီးတော့အော်တိုဘာလအတွင်းမှာစစ်တပ်ကပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။အခုနှစ်အတွင်းမှာဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးတဲ့အချိန်မှာတော့ Stem ကဒေါ်မျိုးမျိုးရဲ့အပါအဝင်အဖွဲ့ဝင်10ဦးကိုခြေချုံးတဲ့ခံဝန်ဥပဒေပုံမှာ9-1စလုံးစလိမ့်နေအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေများပုံမှာများ ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီရိုနဲ့စစ်တပ်ကအမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ပြန်လည်လွတ်မြောက်လာတဲ့မြန်မာနိုင်ငံစစ်မှုလမ်းမှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားသမဂ္ဂများအဖွဲ့ချုပ် MICS DUSF ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဦးတက်နှင်းအောင်ကတော့2021ခုနှစ်ဇွန်လမှာဖမ်းဆီးခံရပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အာယလိုအပြည်ပြည်ဆိုင်ရာအလို့သမားများတမကအဖွဲ့ချုပ်က အာရိကတတိသရိနဲ့မြမအကြံဖတ်စစ်တပ်ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများဆက်လက်လှုံ့ဆော်သွားရန်ဆုံးဖြတ်လိုက်ပြီးတော့မြမအကြံဖတ်အုပ်စုဟာဖိအားများစွာကြုံတွေ့နေရတဲ့အချိန်အလုသမားရေးဥဆောင်လှှရှားသူတချို့ပြန်လည်လွတ်မြောက်လာခြင်းဖြစ်တယ်လို့အလုသမားရေးလှှရှားသူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကအလိုရှိနေတဲ့နိုင်ငံရေးလှှရှားသူများ CDM များနဲ့စစ်ပြေးရဲပြေးများကိုဖမ်းဆီးနိုင်ရေးအတွက် Person Scrutinization and Monitoring System BSMS application ကိုအဆင့်မြင့်တင်ပြီးတော့အမည်ပြဆိုင်ရင်းသွင်းထားသူများရဲ့အရေးအတွက်တွေကိုလည်း ထတ်တိုးရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနေလူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် Person Scrutinization and Monitoring System BSMS application ကိုလုံခြုံရေးအဆင့်မြင့်တင်ခြင်းအမည်မဲ့စည်ရင်များထတ်တိုးခြင်းများကိုအခုအော်တိုဘားလာအတွင်းမှာလုံဆောင်ရန်ညွှန်ကြားထားတယ်လို့သိရပါဗါးအဲ့ဒီညွှန်ကြားချက်ကိုပြည်내နဲ့တိုင်းဒေသကြီးများအားလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါးအဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲပေါ်နေခြင်းဖြစ်တယ်လို့ပြောပါတယ် စစ်တပ်ကအကောင့်ထဲပေါ်နေတဲ့ Person Scrutinization and Monitoring System BSMS application မှာ အရင်ကလူဦးရေ9000ကျော်ကိုကနအုပ်ထည့်သွင်းခဲ့ပြီးတော့အခုခါမှာတော့အရေးအတွက်ဒီထက်ပိုပြီးတော့တိုးမြင့်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ရုရှားကအဓိကတာဝန်ယူပြီးတော့ရေးဆွဲပေးခဲ့တဲ့ PSMS application ကိုစစ်ခွေးတပ်ကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဲ့ဒီ application ဟာစစ်တပ်ရဲနဲ့လဝကများကတီးတပ်အသုံးပြုပြီးစစ်ဆေးရန်သာဖြစ်တယ်လို့သိရပါဗျ။စစ်ဆေးရေးဂိတ်များ၊လေးစိတ်ရေးစိတ်မြို့ဝင်ထွက်ဂိတ်များနဲ့ကားဂိတ်များမှာရှိတဲ့စစ်ခွေးများ ရဲများထွေးအုပ်များနဲ့လောက်ဝကများထံကိုအဲ့ဒီ application တွေချထားပေးတယ်လို့ပြောပါတယ်အဲ့ဒီ application ကိုဝင်ရောက်ဖို့အတွက် key နဲ့ password များကိုလည်းစစ်ခွေးတက်ကတင်းကျပ်စွာစီစစ်ချထားပေးပြီးတော့ BSMS application အတွင်းမှာရှိတဲ့အချက်အလက်များကို နေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်အဲ့ဒီ PSMS application ထဲမှာစစ်ခွေးတက်ကအလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရဲပြေးများကိုအဓိကဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ် စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့ BSMS application ကို၎င်းတို့အသိမှတ်ပြုထားတဲ့ဖုန်းများကွန်ပျူတာများမှသာဒေါင်းလုဒ်လုပ်နိုင်ပြီးတော့အခြားကွန်ပျူတာနဲ့ဖုန်းများကကူးယူခြင်းမပြုနိုင်ပဲလုံခြုံရေးအဆင့်မြင့်ထားတယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ခွေးတွေကအလိုရှိနေတယ်။လူဦးရေ9000ရဲ့ကိုရေးအချက်လက်များကိုငယ်စရင် fine 6ခုနဲ့ blacklist အမည်ပြစရင်ဆိုပြီးတော့အမည်ပေးထားတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကထုတ်ပြန်ညွှန်ကြားထားတဲ့လျှို့ဝှက်ရုံးစာများကို ်သတင်းဌာနများအပါအဝင်လူမှုကွန်ရက်တွေကိုပေါ့ကြားနေမှုများနဲ့ပတ်သက်ပြီးရွယ်ကူစွာစစ်ဆေးဖော်ထုတ်နိုင်တဲ့စနစ်ကိုလည်းပြည်ထောင်ဝင်ကြီးဌာနကဥဆောင်ပြီးတော့အမြန်ဆုံးအကောင့်ထည့်ဖို့ဆောင်ရွက်ရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အခုရုံးစာတွေမှာဌာနတွေကိုပေးပို့တဲ့အခါမမြင်နိုင်တဲ့လျှို့ဝှက်ကုတ်တွေ၊ကဏ္ဍတွေကိုထည့်သွင်းဖို့လုပ်နေတာတွေရှိတယ်။တကယ်လို့ရုံးစာကိုဓာတ်ပုံရိုက်ပြီးတော့လူမှုကွန်ရက်ကနေပေါ့ကြားဝါရင်အဲ့ဒီမမြင်နိုင်တဲ့လျှို့ဝှက်ကုတ်နဲ့ကဏ္ဍတွေကိုဖော်ပြီးဘယ်ဌာနကပြတ်နေဆိုတာကိုဖော်ထုတ်နိုင်ဖို့လုပ်နေတာတွေရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကပြောပါတယ်။စစ်ခ ွေးကောင်းဆောင်မင်းအောင်လိုင်ကစစ်တပ်နဲ့ဌာနဆိုင်ရာသတင်းများပေါက်ကြားမှုနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ပေါ်ထုတ်အရေးယူရန်2021ခုနှစ်စစ်အာဏာသိမ်းတဲ့အချိန်ကလေးကညွှန်ကြားထားတော့လေယနေ့အချိန်ထိအခုလိုမျိုးပေါက်ကြားလာမှုများကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါရယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့ဗဟန်းမြို့နယ်ကရွှေကုန်းတိုင်းတရာအစင်းမှာအမျိုးသမီးတအူကားတိုက်ခံရပြီးတော့တိုက်သွားတဲ့ကားကမောင်းပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကားတိုက်ခံရတဲ့အမျိုးသမီးကတော့ကွယ်လွန်သွားတယ်လို့သိရပြီးတော့မင်္ဂလာတုံမြို့နယ်ဆွဲတော်အင်းယာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ် တိုက်ပြေးသွားတဲ့ကားကထွက်ပြေးသွားတာကြောင့်မမိလိုက်ဘူးလို့လူမှုကွန်ရှင်ရေးအသင်းတွေကပြောပါတယ်အဲ့ဒီအမျိုးသမီးကအသက်23နှစ်အရွယ်ဖြစ်ပြီးတော့သူမရဲ့ Facebook မှာတော့ရင်းတိုက်မှုဖြစ်တဲ့အချိန်မှာအဝတ်အစားနဲ့ကလောမျိုးမှာရှိနေတာကိုတင်ထားပါတယ်ရင်းတိုက်မှုဖြစ်တဲ့အနားမှာခရီးဆောင်အိတ်တွေကိုလည်းတွေ့ရတယ်လို့ Facebook အသုံးပြုသူတအုပ်ကရေးသားထားပြီးတော့သူ့ချစ်သူနဲ့စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့ Facebook အသုံးပြုသူတအုပ်ကရေးသားထားတာကိုတွေ့ရပါတယ် 6ຫນ້າຄວဲລောက်ກະດອງມາກ້າບໍມາຕ່ວຍແກ່ດີແດ່ຕູ້ຈີຢາດາຕະຄູຄູຜິດຫນີດະລູເບກ້າຫົນຕີແລ້ວມາເພເບບູອ້າຍດາຍແມ່ຜິດຜິດລີຕ້ານດີດາລ້ານກໍໂຮບແກ່ກູ້ໄລດີແບ່ກູ້ໄລແດ່ລ້ານກ້າແນ່ຕ້າຍໄມ່ມະລູຜິດດີແດ່ break out ດາດອງຕໍ່ຕໍ່ມຽນຊွားລູລູ Facebook ອະຕົງປິໂຕຕະອູກະຫມັດຈັດຍີຕາຖ້າຈອງຕະລິນຫາຊິບາແດ່ຂະຍາ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဖြစ်တဲ့သခိုင်းတိုင်းလဟေမြို့နယ်ကံမော်လောကြီးကြီးရွာကိုအိန္ဒိယစစ်တပ်က drone နဲ့ဘုံကျဲလို့ရှင်းနေအရွယ်ကလေးငယ်တအုပ်အပါအဝင်အရက်သား၂ဦးတိတ်ဆုံးပြီးလေးဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကံမော်လောကြီးကြီးရွာကိုအော်တိုဘာလ20ရက်နေ့ည9နာရီလောက်မှာ drone နဲ့ဘုံလေးလုံးကျဲချခဲ့တာလို့လဟေမြို့ကဒေတာကန်တွေကပြောပြထားပါတယ်။အိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂအမျိုးသား socialist ကောင်စီ NXCN ကတာဝန်ရှိသူတွေလာရောက်ဖူးတဲ့နေရာကိုဘုံကျဲသွားတာဖြစ်ပြီးတော့အရဲသားတွေထိခိုက်ဒေဆုံးခဲ့တယ်လို့၎င်းကပြောပြထားပါတယ်။ကမ်မောလော်ကြီးကြီးရွာကို drone နဲ့ဘုံကျဲတာဟာတရဲဘောကြောင်နဲ့အိန္ဒိယစစ်တပ်ရဲ့လုပ်ရဖြစ်ပြီးတော့အပြင်းထန်ဆုံးရှုံချတယ်လို့ NXCN ကအော်တိုဘားလာ21ရက်နေ့မှာထုတ်ပြန်ထားပါတယ်။၎င်းတိုက်ခိုက်မှုဟာ NSCNK ရုံးအောင်အဖွဲ့ရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိသူ Pyong Konyek ရဲ့နေအိမ်ကိုဘုံးထိမှန်ခဲ့ပြီးတော့တေဆုံးသူနှစ်ဦးဟာဗိုလ်မှူးချုပ် Pyong Konyek ရဲ့သားနဲ့ ်မြေးဖြစ်သူတို့ဖြစ်တယ်လို့ဒေတာရင်းသတင်းတွေကဖော်ပြထားပါတယ်။ NSCN ထုတ်ပြန်ချက်မှာတော့အသိစိတ်မပါဝင်ဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ကလည်းနာဂကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာနန်ယုံမျိုးနယ်ကကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က drone နဲ့ပုံကျဲခဲ့လို့အရဲသားတွေရဲ့နေအိမ်တွေပျက်စီးသွားတယ်လို့သိရပါတယ်။အိန္ဒိယစန့်ချင်ရေးလက်နက်ကိုင်အဖွဲ့တွေကိုပြစ်မှတ်ထားပြီးဘုံကျဲနေတာလို့အိန္ဒိယ Today သတင်းဌာနကဖော်ပြထားပါတယ်။နာဂအမျိုးသား Socialist Council NSCN National Socialist Council of နာဂလန်ဟာနာဂလူမျိုးများနေထိုင်ရာဒေသများအလုံးကိုပေါင်းစည်းပြီးတော့အချုပ်ချာအာဏာပိုင်အဖြစ်နဲ့တရားနိုင်ငံထူထောင်ဖို့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့တွင်သဘောထားကွဲလွဲမှုတွေကြောင့်အ धिक အားဖြင့် NSCNIM နဲ့ NSCNK စတဲ့အဖွဲ့ခွဲတွေအဖြစ်နဲ့ကွဲထွက်သွားပါတယ်။ NSCNK ကတော့ပြီးခဲ့တဲ့အော်တိုဘာလလယ်မှာအိန္ဒိယနိုင်ငံဘတ်ချန်းကစခန်းတချို့ကိုတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။မြန်မာနဲ့အိန္ဒိယနိုင်ငံဟာကချင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းတို့နဲ့ 2021မိုင်ခန့်အထိနေနမိတ်ချင်းထိဆက်နေပါတယ်။နေဆက်တလျှောက်မှာအိန္ဒိယအစိုးရကိုတော်လှန်နေတဲ့နာဂနဲ့ကတဲ့လက်နက်ကိုင်အဖွဲ့တွေလည်းရှိနေပါတယ်။နာဂနဲ့ကတဲ့လက်နက်ကိုင်အချို့ဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေကိုလည်းရှိနေတယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းမခုတ်ကူမြို့နယ်အရှိ6ကံရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့လူငယ်3ဦးကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ22ရက်နေ့မနေ့9နာရီအချိန်မှာမခုတ်ကူတပ်မ101ကနေထွက်လာတဲ့ စစ်ခွေးက3စီးပါတဲ့စစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်အရှိ6ကန်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့လူငယ်3ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့လူငယ်များဟာအသက်16နှစ်ကနေ35နှစ်အတွင်းဖြစ်ပြီးတော့စစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေကအရှိ၆ကံရွာကိုဝင်ရောက်ဆင်းနေပြီးတော့လူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။မနေ့ကမနေ့9နာရီအချိန်မှာဝင်ဖမ်းတာ ဖမ်းသွားတာကလူငယ်တွေကြီးပဲလက်ရှိမှာသူတို့ဘယ်မှာဖမ်းထားတယ်ဆိုတာတော့မသိရသေးဘူးမနေ့ကညနေပိုင်းအထိစစ်ခွေးတပ်ကအရှိ၆ကံကြေးရွာမှာပဲရှိနေသေးတယ်လို့ဖန်းစီကန်တဲ့လူငယ်တအုပ်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်။အလားတူပဲမကွေးတိုင်းစလင်းမြို့ပေါ်မှာရှိတဲ့မြို့မဈေးအနီးမှာစစ်ခွေးတွေနဲ့ပြူခွေးတွေကလူငယ်လေးဦးကိုပေါ်တာဆွဲဖန်းစီခဲ့ကြောင်းပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်။ အော်တိုဘားလ19ရက်နေ့ကဇလင်းမြို့ပေါ်မှာရှိတဲ့ဇလင်းမြို့မှာဈေးပတ်ဝန်းကျင်မှာစစ်ခွေးတဲ့ရဲခွေးများပြူခွေးများကလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးဖမ်းဆီးခံရတဲ့သူတွေဟာဘေးရဲဆိုင်ကယ်မောင်းသူ၂ဦးနဲ့ဇလင်းမြို့ပေါ်မှာဈေးလာဝယ်တဲ့ကြီးရွာကလူငယ်၂ဦးလို့ဖြစ်တယ်လို့သိရပါဗျ။ဖြစ်စဉ်ကဇလင်းမြို့မှာဈေးရဲ့ပတ်ဝန်းကျင်မှာပေါ်တာဆွဲခံရတာပါဘေးရဲဆိုင်ကယ်မောင်းတဲ့သူ၂ယောက်ပါသွားတယ် ဖမ်းခါတဲ့သူတွေကအသက်30ကျော်ကနေအသက်40အတွဲလို့သိရတယ်။နာမည်တွေကြီးရွာတွေတော့တေချာမသိရဘူးလို့ပြည်သူညီနောင်စလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကရှင်းပြထားပါဗျ။ ်အလားတူပဲအော်တိုဘားလ16ရက်နေ့မှာဇလင်းမြို့နယ်ကြက်တကရွာတောင်ပတ်ချမ်းမှာအမိုက်ကျင်းထဲမှာပလုံကောက်နေတဲ့တားဖ3ဦးကိုစစ်တပ်ကဖမ်းဆီးသွားပြီးတော့ဖခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါရယ်အော်တိုဘားလ16ရက်နေ့မှာပဲဇလင်းမြို့နယ်တနက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့လူငယ်4ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNN အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ